ဒီကိုအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမကိတ်ကနေကြိုဆိုပါရခင်ဗျာ။ကျွန်တော်ကတော့ကိုဆက်ပါအခုကတော့နိုဘာလာတရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ပထမအဦးဆုံးအနေနဲ့တေကန်ဘောခုခံနိုင်စွမ်းအားနည်းလို့စပါးနဲ့ပွဲအတွက်စိုးရိမ်နေတဲ့ Chelsea နီးပြရဲ့သတင်းကိုအရင်တင်ဆက်ပေးပါမယ်။ Chelsea နီးပြ Mariska က set piece လို့ခေါ်တဲ့ တဲကံဘောတွေကိုခုခံတဲ့ခန်းစစ်ပိုင်းဆွမ်းရည်အာနယ်ချက်တွေကြောင့်မလို့စပါးနယ်ပွဲအတွက်စိုးရိမ်တယ်လို့ကိုထုတ်ဖော်ပြောကြားလာပါတယ်။စပါးဟာလက်ရှိဘောလုံးရာသီပရီးမီးယားလိအသင်းတွေထဲမှာတဲကံဘောတွေကနေ900နိုင်ချီအမြင့်ဆုံးအသင်းဖြစ်ရက်တည်နေတယ်လို့တဲကံဘောတွေအမြင့်ဘောတွေကနေ900နုံမြင့်မာတဲ့အသင်းလည်းဖြစ်တာကြောင့်မလို့မာရက်စကာကစိုးရိမ်နေတာဖြစ်ပါတယ်။ချဲစီဟာဒီယာဒီမှာပြိုင်ဘက်တွေကိုပေးခဲ့ရတဲ့ဂိုးပေါက်တဲ့ကံကျက်စုစုပေါင်းရဲ့40ရာခိုင်နှုန်းကို တဲကံဘောတွေဖြစ်တဲ့ free kick တွေတောင်းကံဘောတွေလက်ပစ်ဘောတွေကနေပေးထားရတာဖြစ်တယ်လို့တဲကံဘောတွေကနေပြီးဂိုးပေးရတဲ့နှုံးကလည်း6ပြတ်မှ100ခိုင်နှုံးတွေရှိနေပြီ Premier League မှာအမြင့်ဆုံးအသင်းဖြစ်ရက်တီလည်းရှိနေပါတယ်ဒီချက်တွေကြောင့်မလို့ Marcus ကစပါးနဲ့ပွဲအတွက်စိုးရိမ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာမန်ယူနီပြအီမူရင်ကအပြန်အလှန်ယုံကြည်မှုကမန်ယူကိုပြောင်းလဲစေခဲ့တယ်လို့ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန်ယူနီးပြအီမိုရင်ကမန်ယူနီးပြတက်တန်းတစ်နှစ်အတွင်းမှာအတင်းတာဝန်ရှိတဲ့သူတွေကစားသမားတွေနဲ့သူ့ကြားမှာအပြန်အလှန်ယုံကြည်မှုရှိခဲ့တာကအတင်းကိုအပေါင်းလက္ခဏာဆောင်တဲ့ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်လို့ပြောလိုက်ပါတယ်၂024ခုနှစ်နိုဝင်ဘာလမှာမန်ယူနီးပြအဖြစ်စတင်တာဝန်ယူခဲ့တဲ့အီမိုရင်ဟာအတင်းသမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးဆိုတဲ့အမှတ်တမ်းတွေနဲ့လည်းရင်ဆိုင်ခဲ့ရတယ်လို့ရာဇဝတ်ထုတ်ခံရမယ်ဆိုတဲ့သတ်မှတ်ချက်တွေနဲ့လည်းအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့ကြားကမန်ယူကိုအပေါင်းလက္ခဏာဆောင်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ကိုတွန်းတင်လာနိုင်ခဲ့တာပါ အမူရင်းကကျွန်တော် Sporting Lisbon ကထွက်ပြီး Man U ကိုလာဖို့လေးလေးနက်နက်စဉ်းစားပြီးဆုံးဖြတ်ခဲ့တာပါ။ဒါဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ကျွန်တော်ယုံကြည်နေတော့လည်းဖြစ်ပါတယ်။ရလက်ဆိုးတွေကြုံခဲ့လို့ပြင်းထန်တဲ့ဖိအားတွေလည်းကျွန်တော်ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဒါဟာ Man U ဖြစ်လို့ကျွန်တော်ရင်ဆိုင်ရတာမဆန်းပါဘူး။အတင်းတော်ဝင်ရှိသူတွေကစားသမားတွေနဲ့ကျွန်တော်တို့အပြန်အလှန်ယုံကြည်မှုရှိခဲ့ကြပါတယ်။အဲ့ဒီအကျိုးကိုကျွန်တော်စပြီးခန်းစားနေရပြီဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါခင်ဗျာ။ လီဗာပူးသင်းဟာ82နှစ်အတွင်းအဆိုးဆုံးရလဒ်နဲ့ရင်ဆိုင်ခဲ့ရတဲ့တရင်ကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။လီဗာပူးသင်းဟာနောက်ဆုံး82နှစ်အတွင်းမှာအဆိုးဆုံးရလဒ်တွေနဲ့ရင်ဆိုင်ရတဲ့အနေအထားကိုရောက်ရှိနေပြီလို့အင်္ဂလန်မီဒီယာတွေကရေးသားခဲ့ကြပါတယ်။လီဗာပူးကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ6ပွဲအထိရှုံးနေခဲ့တယ်လို့အမက်ပေးပွဲစဉ်တွေမှာလည်းနောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်ကိုရှုံးနေခဲ့တာပါ။အမက်ပေးပွဲစဉ်တွေမှာ9ပွဲဆက်ရှုံးနေခဲ့တာက1950နှစ် 1953ဘောလုံးရာသီနောက်ပိုင်းမှာအမက်ပေးပွဲစဉ်၅ပွဲဆက်ရှုံးနေခဲ့တာဖြစ်ပါတယ်။လီဗာပူးနိပြအာနီစလော့ကအသင်းရဲ့ရလက်ဆိုးဝါးမှုတွေအတွက်ဖြေရှာနေပေမဲ့သူ့ရဲ့နီးပြူဟာပိုင်းနဲ့ဘောလုံးဆိုင်ရာအယူအဆတွေကိုပြောင်းလဲမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ဒီရာသီမှာပွဲတိုင်းဂိုးပေးထားရတာကြောင့်မလို့ရလက်ဆိုးတွေကြုံနေရတာအတွက်အဓိကအားနည်းချက်ကခက်စစ်ပိုင်းဖြစ်တယ်လို့ဝေဖန်ထောက်ပြမှုတွေရှိနေပေမဲ့လည်း ခန့်စစ်ပိုင်းပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့တဲ့တပင်းလုံးရဲ့လိုအပ်ချက်တွေကိုပြင်ဆင်နိုင်ဖို့ကိုပဲဦးစားပေးမယ်လို့အာမီစလော့ကပြောကြားခဲ့ပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေပြီးညီကိုရောအားလုံးတက်စုစည်းပြီးတင်ဆက်ပေးခဲ့တာပါဒီပုံမှာညီကိုရဲ့ထင်မြင်ယူဆချက်တွေကိုကျွန်တော်တို့ရဲ့ဘာမကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကို like and share လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုရောအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ